သင်လုပ်ငန်းရဲ့အကျိုးမြတ်တွေကိုဇာနဲ့ချီတိုးတက်စေမယ့်ကမ္ဘာထိပ်တန်း Business Psychology Behavioral Science နည်းလမ်းကောင်းတွေကိုတေချာလေ့လာခြင်းပေမဲ့အချိန်မရှိလိုက်မရှာနိုင်လက်တွေ့အသုံးမချနိုင်ဖြစ်နေလား။သင်ရဲ့ customer clients တွေရဲ့စိတ်နဲ့ရွေးချယ်ဆုံးဖြတ်မှုတွေကိုလွှမ်းမိုးဆွဲဆောင်နိုင်ပြီးတော့လုပ်ငန်းအကျိုးမြတ်တွေကိုနှစ်ဆသုံးဆမကတိုးမြင့်နိုင်ကြလား။တာမန်လုပ်ငန်းရှင်တွေလို profits တွေတိုးလာဖို့အတွက်ခံမှန်းပြီးတော့မှလုပ်နေရတဲ့ တရာဂိုင်းလုံးသောထိတ်တန့် business owner တွေ marketers တွေ e-lite course တွေလိုမျိုးသိပ္ပံနေကြရလက်ထွက်အောင်လို့လုပ်နိုင်မဲ့အသုံးချစီးပွားရေးစိတ်ပညာနည်းလမ်းသစ်တွေကိုရယူခြင်းလား။အောင်မြင်တဲ့လုပ်ငန်းရှင်တယောက်ထက်မြက်တဲ့ marketers တယောက်ဖြစ်ဖို့အသေးအသေးသော strategy တွေနည်းလမ်းတွေကိုအမြဲတမ်းသင်ယူလေ့လာအသုံးချနေရမယ်ဆိုတာကိုလူတော်များများသိကြတယ်။ဒါပေမဲ့တကယ်အလုပ်လုပ်နေတဲ့သူတွေအတွက်ပြဿနာက အချိန်လုပ်ငန်းရှင်တော်တော်များများဒါကိုသိကြတယ် customer ရဲ့စိတ်ကိုဘယ်လိုဆွဲဆောင်ရမလဲဆိုတဲ့နီလန်ကောင်းတွေကအခုဒီမှာမြင်နေရတဲ့ကဘာကျော်စီးပွားရေးစိတ်ပညာစာအုပ်ကောင်းတွေဖြစ်ကြတယ် thinking fast and slow contagious တို့ biology brain fluence trust factory decoded hooked ဒီလိုမျိုးစာအုပ်ကောင်းတွေထဲမှာလည်းအများကြီးပါတယ်လို့မျိုးနိုင်ငံခြားမှာဒေါ်လာရာချီထောင်ချီပေးရတဲ့ conversion excel တို့ consumer behavior lab တို့လိုမျိုး နိုင်ငံတကာကပရိုဂရမ်တွေထဲမှာနီလန်းကောင်းတွေအပြည့်ရှိနေတယ်ဆိုတာကိုလူတိုင်းသိကြပါတယ်။ဒါပေမဲ့တကယ်လက်တွေ့မှာတော့အဲ့လိုမျိုးစာအုပ်အထူကြီးတွေယာနဲ့ချီ research paper ပေါင်းယာနဲ့ချီပြီးကိုဖတ်ဖို့အတွက်လုပ်ငန်းရှင်တွေအတွက်အချိန်မရှိဘူး။ဒေါ်လာထောင်ချီပေးရတဲ့နိုင်ငံခြားတင်နန်းတွေတက်ဖို့အတွက်လည်းအရင်နီးတောင်းမို့လို့ရှင်အချိန်မပေးနိုင်သေးဘူး။ အရေးအကြီးဆုံးက business psychology နီးလန်းတွေကအရန်တိမ်မွေ့နေတဲ့အတွက်ကြောင့်မလို့ဒီနီးလန်းတွေ theory တွေကိုကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းမှာလက်တွေ့ဘယ်လိုအသုံးချမလဲဆိုတာကိုတော်တော်များများကစိုးရင်ပူပန်နေကြတယ်။အဲ့ဒီပြဿနာတွေအားလုံးကိုဖြေရှင်းဖို့အတွက်ကျွန်တော်တို့20 minute notes မြန်မာကနိုင်ရီပေါင်းထောင်ချီ resource ပေါင်း3180ကျော်မြုပ်နှံပြီးတော့မှအချိန်ယူတေချာပြင်ဆင်ထားတဲ့မြန်မာနိုင်ငံကစီးပွားရေးလုပ်ငန်းရှင်တွေ marketers တွေ decision maker တွေအတွက်တစ်ခါမှမရှိဘူးသေးတဲ့ profits max program ကို ဖန်တီးနိုင်ခဲ့ပါပြီဒီ profix mass program ကအခုဗီဒီယိုကြည့်နေမိတ်ဆွေမြင်တွေ့နေကြတမယိုးကြစီးပွားရေးတင်တဲ့လုံးဝမဟုတ်ပါဘူးအပေါ်ရန် concept တွေကိုပြောပြနေတဲ့တင်တဲ့လည်းလုံးဝမဟုတ်ပါဘူးဒီ program က customer ရဲ့စိတ်ကိုသိပ်ပံနီးကြနားလည်ပြီးတော့မှစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ခံမှန်းချက်တွေလုပ်နေရမယ့်အစားခံမှန်းပြီးတော့မှ marketing တွေ promotion တွေလုပ်နေရမယ့်အစားစိတ်ပညာရဲ့အပြုတ်မှုသိပ္ပံရဲ့အခြေခံပြီးတော့မှခိုင်မာတဲ့နည်းဗျူဟာတွေနဲ့ကိုယ့်ရဲ့လုပ်ငန်းရဲ့အကျိုးအမြတ် profits တွေကို တိုက်ရိုက်တိုးမြင့်ပေးမဲ့အစစ်မြင့်နီလန်းတွေကို အစင်သင်ရယူနိုင်မဲ့မြန်မာနိုင်ငံရဲ့ပထမအဦးဆုံးနဲ့တခုတည်းသော special program ဖြစ်ပါတယ်ဒီ profix max program ကြောင့်အလုံများတဲ့သင်ရဲ့အချိန်တွေပတ်စံတွေလုပ်အားတွေကိုအများကြီးတက်တာစေပြီးတော့မှ customer ရဲ့စိတ်ကိုဖတ်နိုင်လွှမ်းမိုးနိုင်မဲ့လုပ်ငန်းရဲ့အကျိုးမြတ် profix တွေကိုတိုက်ရိုက်တိုးမြင့်ပေးနိုင်မဲ့အစစ်မြင့်နီလန်းတွေကိုအစင်သင် ရယူနိုင်တော့မှာပါ Profix Max Program ကဘာလို့ဒီလောက်တောင်ထူးခြားလဲဒီ program ထဲမှာလေ့လာရမယ့်အကြောင်းအရာတွေက internet ပေါ်မှာအလွယ်တကူရှာလို့ရတဲ့ဘာသာပြန် blogs တွေ article တွေအပေါ်ယံစာလေးတွေလုံးဝလုံးဝမဟုတ်ဘူးအခုဒီပုံမှန်မြင်တွေ့နေရတဲ့ကမ္ဘာကျော်စီးပွားရေးစောက်တွေဖြစ်ကြတဲ့ influence တို့ thinking fashion တို့ predictably irrational biology nudge hooked neuromarketing စတဲ့ apply behavioral science business psychology choice architecture ဒီလိုမျိုးနယ်ပယ်တွေကကမ္ဘာထိပ်တန်း best selling စာအုပ်ပေါင်းရာကျော်တွေကအဓိက concept တွေကိုအစီအနှစ်ထုတ်ပြီးတော့မှပေါင်းစပ်ဖန်တီးပေးထားတယ်ပိုကောင်းတာက conversion excel တို့ mindworks academy တို့ consumer behavior lab တို့လိုမျိုးဒေါ်လာထောင်ချီတန်တဲ့မြန်မာငွေနဲ့ဆိုလို့ရှိရင်25သန်းကနေသိန်း90လောက်အထိတန်တဲ့ဈေးအကြီးဆုံးနိုင်ငံတကာက master class တွေ core concept တွေဒီ master class တွေကလေ့လာရမယ့်အဓိကအကြောင်းအရာတွေကိုပါထည့်သွင်းပြီးတော့မှဖန်တီးထားတယ်ဒါတွေမကသေးပဲနဲ့တကယ် သိပ္ပံနေကြ research paper ပေါင်းယာနဲ့ချီပြန်နေရလာတယ်။တကယ်စီးပွားရေးလုပ်ငန်းတွေအတွက်အလုပ်ဖြစ်ကြောင်းတက်တည်ပြထားပြီးသားနီလန်းနေနီးပြူဟာတွေပဲတီးသက်ပါဝင်တယ်။ပိုကောင်းတာက concept တစ်ခုချင်းစီတိုင်းကို scientific experiment တွေနာမည်ကြီး brand တွေ business တွေရဲ့ case study တွေနဲ့ပါတကယ်လက်တွေ့ရှင်းပြထားပြီးမှကိုယ့်ရဲ့လုပ်ငန်းမှာချက်ချင်းပြန်သုံးလို့ရမယ့် action plan တွေပါတခါတည်းပေါင်းစပ်ဖန်တီးပေးထားတယ်။ဒီ profix max program တစ်ခုရဲ့နဲ့တင့်ရဲ့အချိန်နာရီပေါင်းယာချီပတ်စံ တိန်ပေါင်းများစွာကိုတတ်တာစေပြောမှာကပတ်ထိတ်တန်စီးပွားရေးစိတ်ပညာနဲ့အပြုမူပိုင်းဆိုင်ရာကျွမ်းကျင်သူတွေရဲ့အသိပညာတွေကိုတနေရာထဲမှာရယူပိုင်ဆိုင်နိုင်ပါပါ။ဘာကြောင့်ဒီလောက်အထိပြောနိုင်လဲဆိုလို့ချင်းခုနကတွေ့ခဲ့ရတဲ့စာအုပ်တွေအများကြီး research paper ပေါင်းရာချီသင်တန်းတွေရဲ့အဓိကအစီအနှစ်တွေကိုကျွန်တော်တွေကရိုးရိုးတန်းတန်းဘာသာပြန်မဟုတ်ဘဲနဲ့အခုပုံမှန်မြင်တွေ့နေရတဲ့လိုမျိုး Obsidian Notes Vault ထဲမှာ စာအုပ်တအုပ်ချင်းစီက concept တစ်ခုချင်းစီကို notes စီအများကြီးခွဲပြီးတော့မှဒီဟာတစ်ခုချင်းစီပေါင်းဆက်ပြီးတော့မှဒီတစ်ခုချင်းစီကရနိုင်ရနိုင်တဲ့ အရေးကြီးတဲ့ key insight တွေ action plan တွေအကုန်လုံးကိုပေါင်းစပ်ပြီးမှတကယ်စီးပွားရေးလုပ်ငန်းရဲ့အတွက်လက်တွေ့အသုံးတင်မှာတေးကြတဲ့နည်းလမ်းတွေကိုပဲပြန်စုစည်းပြီးမှအင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ distill and synthesize လုပ်ပြီးမှပြန်ပြီးမှဖန်တီးပေးထားတဲ့အဆင့်မြင့် program တခုဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့အရှိမပြောခဲ့သလိုပဲဒီတိုင်းပဲဒီစာကိုဘာသာပြန်တယ်ဒီလိုပြန်ပြောတယ်ဟိုစာကိုဘာသာပြန်တယ်ဟိုလိုပြန်ပြောတယ်ဆိုတဲ့အဆင့်တွေကနေပြီးမှအစာပေါင်းများစွာ တာလွန်နေတဲ့ program ကောင်းတစ်ခုဖြစ်ပါတယ်ဒီ program မှာဘာလေးလာလို့ရမလဲဒါစိတ်ဝင်စားတဲ့သူတွေအများဆုံးမေးကြတဲ့မေးခွန်းဒီ program ထဲမှာအဓိကခိုး module 6ခုပါတယ် lesson တစ်ခုချင်းစီတိုင်းရောမိနစ်60ဆရာနေပြ60အထိ presentation slide တွေ scientific research တွေຢານແຈຈີပြီးတော့အသေးစိတ်နက်နက်နဲနဲဖန်တီးပေးထားတယ်လက်ဆင်နဲ့စွတ်စွပေါင်းဆိုလို့ရှိရင်မိနစ်ပေါင်း1680ကျော်အောင်မှတဝါကြီးလေ့လာရမှာမော်ဂျူ1မှာဆိုလို့ရှိရင်ဒါစီးပွားရေးစိတ်ပညာကိုအသုံးချပြီးတော့မှလုပ်ငန်းအကျိုးအမြတ်ကို ချက်ထွင်တယ်ဆိုရက် module ဖြစ်တယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော် lesson ၄ခုပါတယ် lesson 1လေ့လာပြီးသွားပြီဆိုလို့ရှိရင်မြန်မာပထမအုပ်ဆုံး psychology နဲ့ behavior science အခြေခံ profix math program ရဲ့အကြောင်းရယ်ဒီ program တွေကအစွမ်းထက်တဲ့နည်းလမ်းတွေအားလုံးကိုယ့်ရဲ့အလုံးမှာအကျိုးအမြတ်အများဆုံးရအောင်ဘယ်လိုအသုံးချမလဲဆိုတာကိုမြင်သာသွားမယ် lesson 2ပြီးသွားလို့ရှိရင်ဘာလို့တချို့ customer တွေကစဉ်းစားအောင်မယ်လို့ပြောပြီးဘာလို့တချို့တွေကြတော့ချက်ချင်းဝယ်သွားတယ်သူတို့ရဲ့အုံနောက်တွေကအလိုလျောက်ဝယ်စီရွေးစီဆုံးဖြတ်စီတဲ့ system 1အုံနောက်ကိုဘယ်လိုထိန်းချုပ်ပြီးတော့မှကိုယ့်ဘက်ပါလာအောင်လုပ်ယူလို့ရမလဲဆိုတာတွေကို ံကတည်သွားမယ် lesson 3ပြီးသွားလို့ရှင် customer တွေကိုဒါလေးတော့ဝယ်တဲ့တယ်လို့ပြောယုံနဲ့ in humanor ဆိုပြမှာချက်ချင်းခေါင်းညိတ်လက်ခံလာစေမယ် automatic psychological triggers စိတ်ပိုင်းဆိုင်အလိုလျောက်နှုံးဆော်မှုကလုံးတွေလျှို့ဝှက်ချက်ကိုတည်သွားပြီးတော့မှလုပ်ငန်းရဲ့ marketing advertising sales ရဲ့ negotiation ပိုင်းနဲ့အားလုံးမှာပြန်ပြီးတော့မှအသုံးချသွားနိုင်မယ် lesson 4ပြီးသွားလို့ရှင်ကိုတကယ်ရောင်းချင်တဲ့ product service ကို customer ရဲ့မျက်လုံးထဲမှာအရင်တန်တယ်လို့ပြောင်းလဲပြနိုင်မယ်တင်ဆက်နေ presentation နဲ့ pitching techniques ကိုတည်တည်ချာချာသုံးချရတော့မယ် module 2ကကြတော့ weapons of influence ဒါ customer ရဲ့ရွေးချယ်ဆုံးဖြတ်မှုပေါ်မှာဩစာနှွမ်းမိုးနိုင်မယ်အသုံးချနိုင်တဲ့ကြီးမားတဲ့လက်နက်တွေ lesson 1ပြီးသွားလို့ရှိရင် customer တွေကကိုယ့်စီရပဲထက်ခါထက်ခါဝယ်ခြင်းစိတ်ပေါက်လာအောင်ကိုယ့်အပေါ်မှာစိတ်ပန်းဆိုင်ရာအရာအကျွေးတင်နေတယ်လို့ခံစားအောင်ဆွဲဆောင်နိုင်မယ်နီးလန်းတွေကိုသဘောပေါက်ပြီးမှအသုံးချနိုင်သွားမယ် lesson 2ပြီးသွားလို့ရှိရင်နောက်မှဝယ်မယ်ကွာဆိုပြီးမှချီတုံချတုံဖြစ်နေတဲ့ဒွိဟဖြစ်နေတဲ့ customer တွေကိုအခုမဝယ်ရင်ဘာတွေတကယ်ဆုံးရှုံးတော့မလဲဆိုတဲ့ခံစားချက်တွေ sense of urgency အစစ်မှန်ဖြစ်ပေါ်လာအောင်လို့ဖန်တီးတည်ဆောက်နိုင်မယ်စိတ်ပြင်နာနီးလန်းမများစွာကိုလေ့လာ လားသိရှိသွားမယ် ်လက်ဆင်3ပြောလို့ရှိရင် customer တွေကတင့်ကိုကျွမ်းကျင်သူတယောက် expert တယောက်တွေမျိုးချက်ချင်းယုံကြည်ပြီးတော့မှတင့်ရဲ့စကားကိုနားထောင်လာအောင်တင့်ရဲ့ brand business ကိုလုံးဝအောက်တုံယုံကြည်စိတ်ချပြီးတော့မှဝဲချင်းလာအောင်ဘလို့ပုံဖော်တည်ဆောက်ရမလဲဆိုတာကိုအတွင်းချက်ချတည်သွားမယ်လက်ဆင်4ပြီးတော့လို့ရှိရင် customer တင့်ရဲ့ brand business ကိုသူ့ရဲ့တငယ်ချင်းတယောက်မိတ်ဆွေချင်းတယောက်တို့မျိုးသဘောကျနှစ်ချိုက်ပြီးတော့မှကိုယ့်ဘက်ကနေကာကွယ်ပေးခြင်းရည်တည်ပေးခြင်းလာအောင်ဆွဲဆောင်နိုင်မယ်ဒီလန်တွေကိုပိုင်ဆိုင်သွားမယ် lesson 5ပြီးသွားလို့ရှိရင်တော့ customer က no ဆိုပြီးတော့မှအလွယ်တကူမငင်းနိုင်တော့အောင်လို့သဘောတူညီမှုတိတိလေးတွေအရင်တော့ ောင်းယူပြီးတော့မှနောက်ဆုံးမှဝဲမဲကွာဆိုရဲသဘောတူညီမှုအကြီးကြီးကိုရအောင်ယူနိုင်မဲ့စိတ်ပန်းဆိုင်ရာ လွှမ်းမိုးမှုနည်းပြဟာတွေကိုထဲထဲဝင်ဝင်နားလည်ပြီးတော့မှစိတ်ကြိုက်အသုံးချနိုင်သွားမယ် lesson 6ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ online offline sd ကြော်ညာတွေ content တွေကို customer တွေကဘာတွေဆက်ဖြစ်မလဲဘာတွေဆက်ပြောမလဲဆိုပြီးတော့မှရင်ခုန်စွာစိတ်လှုပ်ရှားစွာနဲ့အဆုံးအထိမကြည့်ပဲမဖတ်ပဲမနေနိုင်အောင်ကြော်ညာစာသားရေးဆိုလို့ရှိရင်လည်းမနှိပ်ဘဲမနေနိုင်အောင်ဖန်တီးနိုင်တယ် information gap theory storytelling တွေရဲ့အဓိကတော့ချက်တွေကိုသိပြီးတော့မှအသုံးချနိုင်သွားမယ်ဒါ module 2ထိပဲရှိသေးတယ်နော် module 3ပိုင်းကကြတော့ drivers of behavior လူတွေကိုဝယ်ယူမှုရွေးချယ်မှုဖြစ်စေတဲ့စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှုတွန်းအားရဲ့အကြောင်းကိုအသေးစိတ်လေ့လာမယ်။ဒီ module 3ရဲ့ lesson 1ပြီးတော့လို့ရှိရင် customer ရဲ့မရေရာမသေးချာမှုတွေစိတ်ကိုကိုယ့်ရဲ့လုပ်ငန်းအတွက်အကျိုးရှိအောင်ဘယ်လိုအသုံးချပြီးတော့လုပ်ငန်းအကျိုးမြတ်တွေစားနေကြည့်တိုးတက်လာအောင်လို့ ဖန်တီးယူနိုင်မလဲဆိုတာကိုလက်တွေ့ကြတဲ့ business case study များစွာနဲ့အတူတူလေ့လာရမယ်။ Lesson 2ပြီးသွားလို့ရှိရင်ဒီပစ္စည်းကတကယ်ကောင်းရဲ့လားလို့တန်တရားဝင်နေတဲ့သူတွေကိုလူတိုင်းဝင်နေကြတာပဲ။ငါတော့မှားဝယ်မိမှာမဟုတ်ပါဘူး။ဒီလုပ်ငန်းနဲ့ဆိုလို့ရှိရင်စိတ်ချလို့ရတယ်ဆိုတော့ခံစားချက်မျိုးသူတို့ဘာသာတို့ထွက်လာပြီးတော့မှကိုကအတင်းရောင်းစရာမလိုပဲနဲ့သူတို့ဘာသာတို့ကြည်ကြည်နက်နက်ကြီးနဲ့ဝယ်သွားအောင်လို့ဆွဲဆောင်ယူနိုင်မယ်။နိလန့်တွေကိုအသုံးချနိုင်သွားမယ်။ပို့ပြီးတော့မှကောင်းတာကလူတိနေတဲ့မြန်မာနိုင်ငံမှာလူတိနေပြီးတော့မှမှားသုံးပြီးလို့ရှိရင်အန္တရာယ်ရှိတဲ့ negative social proof ဆိုတဲ့ concept အကြောင်းတွေကိုပါတိတိကျကျသဘောပေါက်သွားမယ် lesson 3ပြောလို့ရှိရင် customer တယောက်ကတင့်စီရနေဝယ်ဖို့အတွက်အရန်လွယ်နေအောင်စဉ်းစားစရာတော့မလိုအောင်ဘယ်လိုလုပ်ပေးရမလဲဆိုတာကိုနားလည်သွားမယ်ဒါကလုပ်ငန်းအများစုမှာရောင်းအားချက်ချင်းတက်ဖို့အတွက်အလွယ်ဆုံးနှီးလန့်နေတဲ့အာတစ်ခုပဲ lesson 4ပြောလို့ရှိရင်ဝယ်လိုက်လို့ရှိရင်ရမယ့်အကျိုးကျေးဇူးတွေထက်အခုမဝယ်လို့ရှိရင်ဆုံးရှုံးသွားမယ့်အရာတွေကိုပိုကြောက်တဲ့နောက်ပြီးတော့ပိုင်းဆိုင်နှင်ပြီးသားလို့ခံစားရတဲ့အရာကိုပိုတန်ဖိုးထားတတ်တဲ့လူသားတွေ customer ရဲ့စိတ်ပညာကိုတိမ်မွေ့စွာဂိုင်တွယ်ပြီးတော့မှာ ကိုယ့်ရဲ့လုပ်ငန်းမှာတိတိကျကျဘယ်လိုကြော်ညာရောင်းချမလဲဆိုတာကိုနက်နက်နဲနဲသိသွားမယ် lesson 5ပြီးသွားလို့ရှိရင်တော့ customer အများစုရဲ့နောက်မှလုပ်မယ်နောက်မှဝယ်မယ်ဆိုတဲ့မဝယ်ခင်အချိန်ဆွဲတတ်တဲ့အကျင့်ကိုဘယ်လိုကြော်လွှားမလဲအခုချက်ချင်း action ယူလာဘယ်လိုတိတိကျကျဆွဲဆောင်တိုက်တွန်းရမလဲဆိုတာကိုသိရှိသဘောပေါက်ပြီးတော့မှလက်တွေ့အသုံးချနိုင်သွားမယ် မော်ဂျူ4ကကြတော့အရင်ကိုစိတ်ဝင်စားဖို့ကောင်းတယ် choice architecture ကစ္စတမာတွေရဲ့ရွေးချယ်မှုတွေကိုကိုလိုချင်တဲ့အတိုင်းရအောင်လို့စနစ်တကျပုံဖော်တည်ဆောက်ခြင်းအစစ်မြစ်နည်းလမ်းတွေကိုလေ့လာရမယ်ဒီ lesson 1ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ online offline sale process မှာကစ္စတမာတွေကမဝယ်ဘဲနဲ့နောက်ဆုတ်ရှောင်ထွက်သွားစေနိုင်တဲ့အတားအဆီးသေးသေးလေးတွေကိုရှာဖွေဖယ်ရှားပစ်နိုင်လို့ရောင်းအားတွေမြန်မြန်ဆန်ဆန်တိုးတက်လာတာကိုကြုံတွေ့ခံစားရမယ် lesson 2ပြီးသွားလို့ရှိရင် customer တွေကိုအတင်းရောင်းနေတယ်လို့မထင်ရဘဲနဲ့သူတို့ဘောနဲ့သူတို့စိတ်ကြိုက် လွတ်လွတ်လပ်လပ်ရွေးချယ်နေတာပါလို့ခံစားသွားရအောင်လုပ်ပေးနိုင်မယ်။လွှမ်းမိုးမှုဆိုင်ရာအတုံးချစိတ်ပညာနည်းလမ်းတွေကိုတိတိကျကျအတုံးချတက်သွားမယ်။ Lesson 3ပြသွားလို့ရှိရင်ရွေးစရာတွေအများများပြီးတော့မှဘာဝယ်ရမှမသိပဲဖြစ်နေတဲ့ customer ကိုတကယ်ရောင်းချင်တဲ့လုပ်ငန်းအတွက်အမျက်အများဆုံးရတဲ့ပစ္စည်းတွေကိုပဲရှင်းရှင်းလင်းလင်းနဲ့ကြည်ကြည်နက်နက်ရွေးချယ်သွားအောင်လို့ရောင်းချပေးနိုင်မယ်။ Choice Control Strategy ၅မျိုးအကြောင်းကို အရှင်းနှင်းဆုံးနားလည်အသုံးချနိုင်သွားမယ်။ lesson 4ပြီးသားလို့ရှိရင် customer တွေကကိုဖြစ်ချင်တဲ့လုပ်ရက်တွေဥမာဝယ်ဖို့ရွေးဖို့ဖုန်းဆက်ဖို့ဒါတွေကိုအလွယ်တကူရွေးချယ်လှုပ်ဆောင်သွားအောင်လို့ဘယ်လိုလမ်းကြောင်းပေးထားရမလဲဆိုတော့အစွမ်းထက်တဲ့စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးမှုနည်းပြဟာတွေကိုအတွင်းကြကြသိရမယ်။ lesson 5ပြီးသားလို့ရှိရင်ကိုယ့်လုပ်ငန်းမှာအကျိုးအမြတ်အများဆုံး products တွေ services တွေကို customer တွေရဲ့မျက်လုံးထဲမှာထင်းကနေဝင်လာအောင် customer တွေလွယ်လွယ်ကူကူရွေးချယ်ဝယ်ယူသွားခြင်းအောင်ဘယ်လိုဒီဇိုင်းဆွဲရမလဲဆိုတော့ menu engineering ပညာတွေကိုသင်ယူအသုံးချနိုင်သွားမယ် lesson 6ပြီးွားလို့ရှိရင်တော့ choice architecture နည်းလမ်းတွေကလူတွေရဲ့ရွေးချယ်ဝယ်ယူမှုအပြုအမူတွေကိုလွှမ်းမိုးရမှာအမှန်တကယ်အလုပ်ဖြစ်ကြောင်းတည်တည်ပြခဲ့တဲ့ကဘာကျော် case study experiment တွေကိုလေ့လာပြီးတော့မှလက်တွေ့ဘလို့အပြန်အသုံးချမလဲဆိုတာကိုထင်ထင်ရှားရှားသိသွားလိမ့်မယ် မော်ဂျူ5ကတော့စီးပွားရေးလုပ်ငန်းလုပ်နေသူတွေအတွက်လုံးဝအသက်ပဲကိုယ့်ရဲ့ဈေးနှုန်းရဲ့ထုတ်ကုန်ဝန်ဆောင်မှုတွေပေါ်မှာ customer တွေရဲ့အထင်အမြင်ကိုကိုယ်ဘယ်လိုမျိုးပုံဖော်လွှမ်းမိုးလို့ရမလဲဆိုရက်နီလန်တွေအဓိကဆွေးနွေးရမယ်ဒီမော်ဂျူ5တွေက lesson 1ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ဈေးနှုန်းက ဈေးကြီးလိုက်တာဆိုကစားမားတွေကမမြင်တော့ဘဲနဲ့ပေးရတာနဲ့တကယ်တန်တယ်မြတ်တယ်လို့သူတို့ရဲ့စိတ်ထဲမှာလှိုက်လိုက်လှဲလှဲယုံကြည်သွားအောင်ဘလို့ဆွဲဆောင်ရောင်းချမလဲဆိုတာကိုသိသွားမယ် lesson 2ပြီးသွားလို့ရှိရင် customer ရဲ့အုံနောက်တဲကိုကိန်းကနန်းတစ်ခုအရင်ဆွဲစီပြီးတော့မှကိုတကယ်ရောင်းကျင်တဲ့ဈေးနှုန်းကိုတကယ်တက်သားတဲ့တန်တယ်လို့ထင်သွားအောင်လို့ လွှမ်းမိုးနိုင်မယ်အစွမ်းထက်တဲ့စိတ်ပညာနည်းလမ်းများစွာကိုလက်တွေ့ပိုင်ဆိုင်သွားနိုင်မယ် lesson 3ပြသလို့ရှိရင်သကလုံးအတုံးနှုံးဒါမှမဟုတ်လို့ရှိရင်ပေါ်ပြပုံတွေနည်းနည်းပြောင်းလိုက်အောင်လေကိုယ့်ရဲ့ product service တွေတန်ဖို့ customer ရဲ့စိတ်ထဲမှာဘလို့စတိုးမြင့်တင်လဲလို့ရမယ်ဆိုရက်သိပ္ပံနည်းကြလေ့လာမှုတွေကနေပြီးတော့ unover တွေ့ရပြီးတော့မှကိုယ့်ရဲ့လုပ်ငန်းမှာပါချက်ချင်းအသုံးချနိုင်သွားမယ် lesson 4ပြသလို့ရှိရင်တော့ဒီပစ္စည်းကတော့ premium ပဲအဒါကတော့တကယ်ကောင်းပါ ်ဈေးကြီးပေးရတာချင်းတူတူဒီဆိုင်ရပဲဝင်မယ်ဒီလုပ်ငန်းကပဲဝင်မယ်ဆိုပြီးကိုယ့်ရဲ့လုပ်ငန်းပေါ်မှာ customer ရဲ့မျှော်လင့်ချက်တွေတိုးမြင့်သွားအောင်ကိုယ့်ကိုတန်ဖိုးမြင့်မြင့်ပို့ပေးချင်တာဘယ်လိုဖန်တီးတည်ဆောက်ရမလဲအဲ့ဒီ customer ရဲ့အမြင်ကကိုယ့်လုပ်ငန်းရဲ့ရောင်းအားကိုဈာနဲ့ချီတိုးတက်လာအောင်ဘယ်လိုကူညီနိုင်မလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိမြင်သွားမယ် lesson 5ပြီးသွားလို့ရှိရင်တော့ customer ကကိုယ်တကယ်ရောင်းချင်တဲ့အမျက်အများဆုံး option ကိုပဲပျော်ပျော်ကြီးရွေးချယ်ဝယ်ယူသွားအောင်လို့ဖန်တီးယူနိုင်မယ်အရန်ကို အစွမ်းထက်တဲ့စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးမှုလျှို့ဝှက်ချက်တွေကိုအသေးစိတ်လေ့လာနိုင်သွားမယ် lesson 6ပြီးသွားလို့ချင်းရင်အခမဲ့ free ဆိုတဲ့စကားလုံးက customer ရဲ့အုံနောက်ကိုဘယ်လိုလွှမ်းမိုးနေသလဲဒီအစွမ်းကိုကိုယ့်ရဲ့ profit တွေအများကြီးတက်လာဖို့အတွက်မှန်မှန်ကန်ကန် ဘလို့အသုံးချလို့ရမယ်ဆိုတာကိုသိသွားမယ်ဒီအခမဲ့ free ဆိုတာကမသုံးတတ်ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့လုပ်ငန်းရဲ့တန်ဖိုးကိုယ်ရောင်းနေတဲ့ product တွေ service တွေတန်ဖိုးကိုကျဆင်းသွားစေတဲ့အသွားနှစ်ဖက်ရှိတဲ့ဓာတ်လို့ဖြစ်တာကြောင့်စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့စိတ်ပညာကိုအခြေခံတဲ့နီးမှန်လမ်းမှန်သုံးတတ်သွားဖို့အရေးကြီးတယ်ဒါတွေကုန်လုံးကိုဒီ lesson 6ပြီးသွားလို့ရှိရင်သိသွားမယ်နောက်ဆုံး module ကတော့အစစ်မြင့်တဲ့ concept တွေကိုလေ့လာရမယ်စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးမှုအစစ်မြင့်နည်းပြဟာတွေပါဝင်တယ်ပထမဆုံး lesson 1ပြီးသွားလို့ရှိရင်တော့ ကက်ဆမာရီရဲ့မသိစိတ် subconscious တွေကတကယ်ဝယ်ချင်စိတ်ကိုဖြစ်ပေါ်စေတဲ့ဝယ်ယူမှုအုံနှောက် neuromarketing မှာဆိုရှင် buying brain ကိုတကယ်တိုက်ရိုက်သွားထိနိုင်မဲ့ဆွဲဆောင်နိုင်မဲ့အစစ်မြစ် neuromarketing နည်းပညာတွေနည်းစနစ်တွေကိုလေ့လာအသုံးချနိုင်ပါမယ်။ lesson 2ပြီးသွားလို့ရှိရင်တော့ကက်ဆမာတယောက်ကိုဝယ်ချင်စိတ် လိုချင်စိတ်ဖြစ်လာအောင်ရှစ်ဆက်တိုးလာအောင်လို့ဘလို့ဆွဲဆောင်လွှမ်းမိုးရမလဲသူတို့ရဲ့စိတ်ထဲမှာမဝယ်တော့ဘူးနောက်မှဆိုတဲ့စိတ်တွေကိုဘလို့ဖယ်ရှားရမလဲဆိုတာတွေကိုစနစ်တကျပေါင်းစပ်ထားတဲ့ marketers တရားမှာ65ရောက်လောက်လုံးဝမသိကြတဲ့ဒီအစစ်မြစ် psychological framework တစ်ခုကိုပိုင်ပိုင်နိုင်နိုင်နားလည်ပြီးတော့မှလက်တွေ့အသုံးချနိုင်သွားမယ်အခုပြောပြခဲ့တဲ့ module တွေကဒါ Profix Max program เนี่ยคูโมจูတွေပဲဖြစ်တယ်ဒီထက်ရ lesson နေတဲ့နေတော်တော်ကြီးကိုမှအစွမ်းထက်တဲ့နီးလန်းနေအများကြီးကိုလေ့လာ Profix Max program ကြီးကိုဘသူတွေမဖြစ်မနေလေ့လာအသုံးချတင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ personal အမြင်အရဆိုလို့ရှိရင်ခံမှန်းပြီးတော့မှ marketing နဲ့ promotion တွေလုပ်နေရတာကိုရက်ချင်တဲ့ business owner တွေ customer တွေရဲ့စိတ်ကိုလွှမ်းမိုးဆွဲဆောင်နိုင်မဲ့အစင်းမြစ်စိတ်ပညာရဲ့အပြုတ်မှုဆိုင်ရာသိပ္ပံပညာတွေကိုလေ့လာအသုံးချခြင်းနဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ကိုယ့်ရဲ့ marketing advertising campaign တွေကနေပြီးတော့ရလက်တဲ့အစာပေါင်းများစွာပိုကောင်းလာခြင်းနဲ့ marketers တွေ advertiser တွေ customer တွေ client တွေပိုနားလည်ပြီးတော့မှဆုံးဖြတ်ချက်မှန်မှန်နေချကျင်တဲ့ decision maker တွေ directors တွေကိုယ့်ရဲ့ client တွေကိုတန်ဖိုးအမြင့်ဆုံးအကြံဉာဏ်တွေပေးကျင်တဲ့ business coach တွေ consultant တွေနောက်ဆုံးကိုယ့်ရဲ့ဝင်ငွေကိုအရှိန်မြင့်တင်ကျင်တဲ့ professional တွေအကုန်လုံးဒီ profits max program အနေပြီးတော့မှကြီးမားတဲ့တန်ဖိုးတွေရမှသိကြတယ်။ဘာလို့လဲဆိုတော့ဒါကလူသားတွေရဲ့နည်းနည်းရှိုင်းရှိုင်းအမြင့်တွင်တဲ့စိတ်ပညာတွေကိုအခြေခံပြီးတော့မှစီးပွားရေးနဲ့လုပ်ငန်းခွင်မှာဘယ်လိုအသုံးချလို့ရမလဲဆိုတဲ့နည်းလမ်းတွေကိုပေါင်းဆက်ဆွေးနွေးထားတဲ့ပညာဖြစ်လို့ လူသားတွေနဲ့အလုပ်လုပ်နေရတဲ့လုပ်ငန်းတွေ clients တွေ coach တွေ customer တွေဒီလိုမျိုးလူသားတွေပါဝင်တဲ့လုပ်ငန်းတိုင်းက psychology အခြေခံတဲ့နည်းလမ်းတွေကိုမဖြစ်မနေအသုံးချဖို့လိုအပ်တယ်အခုပြပြခဲ့ရတဲ့ကတော့ profit max program ကိုဘယ်သူတွေလေ့လာအသုံးချလဲသင်တယ်လဲဆိုတာပေါ့နော်အဲဒါပေမဲ့အရေးအကြီးဆုံးဒါပေမဲ့လာပါပြီ။ဘာလဲဆိုတော့ဒီ Profix Max Program ကလူတိုင်းအတွက်လုံးဝလုံးဝမဟုတ်ဘူး။ဒီ program ကိုစပြီးတော့ဖန်တီးတဲ့လွန်ခဲ့တဲ့နှစ်ကလေးကကျွန်တော်တို့တွေရဲ့ရည်ရွယ်ချက်ကလူတိုင်းကိုရောင်းဖို့အတွက်မဟုတ်ဘူး။ဒီ program က ပေးတဲ့တံပိုးတွေကိုအကျိုးကျေးဇူးတွေအကုန်လုံးကိုပြပြဝဝရယူနိုင်ဖို့အတွက်ဆိုလို့ရှိရင်ကန့်သက်ချက်တွေနဲ့အ ਨੇ ဆုံးအခြေခံ baseline ကန့်သက်ချက်တွေရှိတယ်။အဲဒီကန့်သက်ချက်တွေကဘာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့လုပ်ငန်းမှာလစဉ်ရောင်းအားသိန်း100နဲ့အထက်အ ਨੇ ဆုံးဒါမှမဟုတ်လို့ရှိရင်လစဉ် customer 100အထက်အ ਨੇ ဆုံးကို ရောင်းချဝန်ဆောင်မှုပေးနှင်နေပြီးရလုပ်ငန်းတွေရဲ့ပိုင်ရှင်တွေ directors တွေ managers တွေ marketers တွေ advertiser တွေနောက်တစ်ချက်ကကြတော့အခြားစီးပွားရေးလုပ်ငန်းအ ਨੇ ဆုံး10ခုလောက်နဲ့အထက်ကို B2B ဝန်ဆောင်မှုတွေပေးနေတဲ့ marketing agency advertising agency ရဲ့ owner တွေ directors တွေ business coach တွေ consultant တွေနောက်ပြီးတော့ high ticket clients 3ယောက်နဲ့အထက်ရှိတဲ့ coach တွေ consultant တွေနောက်ဆုံးချက်ကကြတော့စီးပွားရေးနဲ့ ဝယ်ယူမှုစိတ်ပညာပေါ့နော် apply psychology နဲ့အပြုမှုဆိုင်ရာသိပ္ပံပညာ behavioral science တွေကိုကိုယ့်ရဲ့လုပ်ငန်းမှာပေါင်းစပ်အသုံးချပြီးမှလုပ်ငန်းရဲ့ဝင်ငွေနဲ့အကျိုးအမြတ်တွေကိုတိုးပွားလာအောင်ဖန်တီးဖို့အတွက်စိတ်အားထက်သန်တဲ့သူတွေဒီအချက်တွေကအ ਨੇ ဆုံးတစ်ချက်နဲ့ kait ညီတဲ့သူတွေမှသာ Profix Max program ကြီးကပေးနိုင်တဲ့အကျိုးရလဒ်တွေကိုပြည့်ပြည့်ဝဝရယူခံစားလို့ရမှာပါဒီအချက်တွေကကျွန်တော်တို့ရဒီ program ကိုလေ့လာဖို့အတွက် baseline တစ်ခုလို့သတ်မှတ်လို့ရတယ်။ဒီ baseline ရဲ့အပေါ်မှာဆိုလို့ရှိရင်ဒီ program ကြီးကိုလေ့လာပြီးတော့ တကယ်ကိုကြီးမားတဲ့ရလဒ်တွေရအောင်ယူနိုင်မယ်ဆိုတော့ကျွန်တော်တို့လုံးဝအမခံနိုင်တယ်ဒီ baseline ရဲ့အောက်မှာရောက်နေဆိုလို့ရှိရင်တော့ဒီ program ကအရန်အရန်ကိုမြင့်နှုန်းနေသေးတယ်အဲ့အတွက်ကြောင့်မလို့လေ့လာဖို့အတွက်မသင့်တော်သေးပါဘူးအဲ့လေ့လာဖို့ baseline ရဲ့အထက်မှာရှိတယ်ဆိုအောင်တော့ဒီ program ကိုလုံးဝလုံးဝကျွန်တော်တို့ဝယ်ယူ quit မပေးထားတယ်လုပ်ငန်းတွေရှိတယ်ဘာလို့လဲဆိုတော့ဒီ profix mass program ထဲမှာပါဝင်တဲ့စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးမှုနီးလပ်နေအကုန်လုံးကအရန်အရန်ကိုအစွမ်းထက်တယ်လူတွေကိုလူတွေကမသိစိတ်ကိုပါ လွှမ်းမိုးနိုင်ပြီးတော့မှသူတို့တွေမတိဘဲနဲ့လုံးမိသွားအောင်မတိဘဲနဲ့ဝင်မိသွားအောင်မတိဘဲနဲ့ရွေးချယ်မိသွားအောင်လို့ပုံဖော်လို့ရတဲ့နည်းလမ်းတွေပါအများကြီးပါတဲ့အတွက်ကြောင့်မလို့လူမှုအတိုင်းအဝန်းကိုထိခိုက်နစ်နာစေတဲ့စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့လောင်ကစားလုပ်ငန်းတွေ၊လိင်ညာလှည့်ပြားရေးလုပ်ငန်းတွေ၊စနစ်အရက်နဲ့မူရစေဝါရောင်းချရေးလုပ်ငန်းတွေ၊ multi level marketing ပုံစံလုပ်ငန်းတွေလူတွေရဲ့အကျိုးအတွက်မရှိဘဲနဲ့ product အညံစား service အညံစားကိုကိုယ့်ရဲ့တကူရေးစားကောင်းကျိုးအတွက် လုပ်နေတဲ့လုပ်ငန်းတွေကိုကျွန်တော်တို့လုံးဝလုံးဝဝင်စားမှုမပေးဘူးဒီလုပ်ငန်းတွေရဲ့ပိုင်ရှင်တွေဒီလုပ်ငန်းတွေနဲ့ဆက်ဆက်ပတ်သက်တဲ့သူတွေက profitness program ကိုလုံးဝဝယ်ဝယ်မရှိဘူးအကယ်၍ဝယ်တာကိုကျွန်တော်တို့နောက်ပိုင်းမှာမှဒီလိုမျိုးအသုံးချတာသိရဆိုလို့ရှိရင်လည်းကျွန်တော်တို့တွေကလုံးဝကိုငွေလည်းပြန်မအပ်ဘူးလေ့လာသင်ယူခွင့်ရတယ်လုံးဝပိတ်သိမ်းတဲ့အထိကိုကျွန်တော်တို့အရေးယူသွားမယ်ဒါကတော့ကျွန်တော်တို့ရဲ့20 minute notes ပြင်မှာက program ပေါ်မှာထားတဲ့တန်ဖိုးရဲ့နှုတ်မှုပတ်ဝန်းကျင်ပေါ်မှာထားတဲ့စေတနာတွေကိုတားမြစ်ချက်ကထင်ဟပ်နေရလို့ကျွန်တော်တို့ခံယူတယ်ဒီရည်ရွယ်ချက်တင်တဲ့ profit mass program ကိုဝယ်ယူလေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်တို့လုံးဝဝန်ဆောင်မှုမပေးဘူးလုံးဝလည်းစိတ်မကောင်းပါဘူးအဲ့အတွက်ကြောင့်မလို့ဒီချက်တင်နဲ့မကိုက်ညီဘူးမညီစုံဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့အရှိမပြပြခဲ့တဲ့ baseline ကိုကြော်ရဲဆိုလို့ရှိရင်တော့ဒီ profit max program ကြီးကိုအကောင်ဆုံးရယူအသုံးချလို့ရပါတယ်ဒီ profit max program ကဘလောက်တောင်မှတန်ဖိုးရှိလဲဒီ program တစ်ခုလုံးဖန်တီးရဖို့အတွက်ဆိုရင်ကျွန်တော်တို့12 minute notes မြန်မာက나이ပေါင်း1000ကျော်လာပေါင်း 12လ13လလောက်ဝင်ချင်းဒီလိုမျိုး knowledge တွေ idea တွေအကုန်လုံးတစုတစီရဲ့တိတ်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 အကုန်စုစည်းပြီးမှပေါင်းဆက်ပြီးမှနားလည်ရအရန်လွယ်အောင်လို့ဖန်တီးပေးထားတယ်။အဲ့တော့ကိုယ့်အကူသာ light share ဝယ်ဖတ်မယ်ဆိုလို့ရှိရင်အနည်းဆုံး30ကျော်တယ်။ကဘာကျော်စီးပွားရေးစိတ်ပညာရဲ့အပြုတ်မှုဆိုင်ရာသိပ္ပံပညာရဲ့ဆိုင်ရာစာအုပ်ကောင်းနေတဲ့ကစီးပွားရေးလုပ်ငန်းခွင်တွေမှာတေချာပေါက်လက်တွေအသုံးချနိုင်မယ့်အသိပညာအစီအနှစ်တွေကိုပဲဂယုတစိုက်ထည့်သွင်းဖန်တီးပေးထားတယ်။နိုင်ငံတကာကဒေါ်လာထောင်ချီ 3000တကျော်လောက်ရှိတဲ့ page master class တွေကအကောင့်တကအကောင်းဆုံး concept တွေကိုပါသေချာအစီအနှစ်ထုတ်ပြီးတော့နားလည်လွယ်အောင်အသုံးချလို့လွယ်အောင် GUI design ဖန်တီးပေးတာ။ဒါတွေမကသေးပဲနဲ့ behavioral economics နဲ့ပဲအတွင်းမှာခိုင်ခိုင်မာမာကိုးကားထားတဲ့ scientific research paper နဲ့ experiment ပေါင်းရာချီကိုလည်းအခြေခံထားတယ်။ဒါတွေအားလုံးအားလုံးကိုသင်အနေနဲ့ ချိန်ကုန်ခံငွေကုန်ခံလိုက်ရှာလိုက်ဝယ်လိုက်ဖက်နေစရာမလိုတော့ပဲနဲ့ဒါတွေအားလုံးနဲ့ကအသိပညာအစီအစ်တွေအကုန်လုံးတထိုင်နဲ့တိပြမှာကိုယ့်ရဲ့လုပ်ငန်းမှာချက်ချင်းအသုံးချနိုင်အောင်ဒီနေ့လေ့လာရဆိုလို့ရှိရင်နောက်ရက်မှာအသုံးချနိုင်တဲ့ technique တွေအများကြီးရောက်သွားအောင်လို့ပိုကောင်းတာကတော့လုပ်ငန်းရဲ့အကျိုးမြတ်တွေပါစနဲ့ချီတိုးတက်လာအောင်လို့ဒီ Profix Max Program ကြီးကကူညီပေးနိုင်မှာဖြစ်တယ်ဒါကတော့ကျွန်တော်တို့ရဲ့လုံးဝအကြီးမားဆုံးအမှတ်ကံပဲ ဒါလောက် resource တွေကြီးပဲ3190နီးပါးလောက်ရှိတဲ့ယုံကြည်စိတ်ချရတဲ့ကဘာကျော် resource ပေါင်းမြောက်များစွာပေါ်မှာအခြေခံထားတဲ့နိုင်ငံတကာကဘာကျော် business တွေ brand ကြီးတွေအကုန်လုံးဒါမှမဟုတ်ရှင်စီးပွားရေးလုပ်ငန်းတွေအများစုမှာပါတွင်တွင်ကျကျအသုံးချလာကြတဲ့စီးပွားရေးစိတ်ပညာလွှမ်းမိုးမှုနီလန်ကောင်ယာနဲ့ချီပါဝင်တဲ့ Profix Max program ကြီးအတွက် investment တန်ဖိုးကတော့ပါဝင်တဲ့မူလတန်ဖိုးထက်10%အောက်တောင်မှာနေတယ်15%ပဲကျွန်တော်တို့သတ်မှတ်ထားတယ် ဒေါ်လာနဲ့တော့ကြည့်မယ်ဆိုလို့ရှိရင်တော့300ကျော်400အောက်ပဲရှိတယ်။ဒါကတစ်နှစ်ပတ်လုံးလေ့လာခွင့်ရမယ်။ One year exclusive access ပါရမှာဖြစ်တဲ့ကြောင့်မလို့တစ်ရက်ကို4000လောက်ပဲရှိတော့တယ်။တစ်ရက်ကို4000ဆိုတာကကျွန်တော်တို့ coffee တို့ barbecue တို့ထက်တောင်မှပို့ပြီးတော့မှ သက်သာနေတယ်ဒီ program ကြီးကမြန်မာနိုင်ငံပထမအဆုံး program ဖြစ်တဲ့အတွက်ကြောင့်မလို့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ professional business coach တွေအတွက်ဆိုလို့ရှိရင် ROI return on investment အရန်ကိုမြင့်မားတဲ့အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုပဲတရက်ကို၄ထောင်နဲ့လုပ်ငန်းရဲ့အကျိုးမြတ်စားနေချိန်တိုးတက်လာစေမယ့်နည်းနန်းတွေဒါတကယ်လွန်ခဲ့တဲ့၃-၅နှစ်တည်းရှိခဲ့မယ်ဆိုတော့ကျွန်တော်လည်းကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတွေရဲ့ဆိုလို့ရှိရင်အရင်ဆုံးချက်ချင်းပြေးပြီးတော့မှလေ့လာပြန်မှသိကြပို့ပြီးတော့မှကောင်းတာကကျွန်တော်20 minute notes မြန်မာရဲ့ခံယူချက်ကျွန်တော်20 minute notes မြန်မာက လိလအတုံးချရတဲ့သူတွေရဲ့စိတ်အေးချမ်းမှုနဲ့ရလတ်တွေကိုပဲဦးစားပေးတဲ့ရည်ရွယ်ချက်နဲ့2019ခုနှစ်ကလေးကတည်ထောင်ထားခဲ့တယ်။အဲတော့ Twin Minutes မြန်မာရဲ့ဒီ quality assurance ထုံးစံအတိုင်းပဲဒီ program ကြီးကိုဝယ်ယူလိလကြည့်လိုက်တယ်။ပြီးတော့မှကိုတကယ်လိလကြည့်တဲ့အခါမှာကိုရဲ့မျှော်မှန်းချက်နဲ့မကိုက်ညီဘူးစိတ်တိုင်းမကြဘူးဒါမှမဟုတ်လို့ရှိရင်ကိုအတွက်အသုံးဝင်လို့ခံစားရတယ်ဆိုလို့ရှိရင် 14ရက်အတွင်းမှာကျွန်တော်တို့ပြန်လာပြောပါဝယ်ထားတဲ့ငွေအကုန်လုံးကိုကျွန်တော်အပြည့်အဝပြန်အမ်းပေးမယ်100% money back guarantee လည်းရှိလို့လုံးဝစိတ်ချပြီးမှယုံကြည်လို့ရတယ်ကျွန်တော်12မိနစ်လောက်ဆင်မှာကလည်း2019ခရီးရည်ထောင်ထားပြီးတော့မှစီးပွားရေးလုပ်ငန်းလုပ်နေသူတွေ working professional ပေါင်း2000ကျော်ကို ဒီလိုမျိုး quality ကောင်းတဲ့ program တွေစာအုပ်တွေ super guides တွေအများကြီးကိုရောင်းချဖန်တီးပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ program ကြီးကလည်းလုံးဝပေးရတာထက်အစပိုင်းများစွာတန်တဲ့ value တွေရမယ်လို့ကျွန်တော်တို့အပြည့်အဝယုံကြည်တယ်။ဒါကြောင့်မို့လို့လည်းကျွန်တော်တို့ဒီလိုမျိုး100% money back guarantee ဒီကိုပေးနိုင်တာဖြစ်ပါတယ်။ဒါနဲ့မကသေးဘူးအစောဆုံးဝယ်ယူအသုံးချရတဲ့တွေအတွက် lesson notes တွေ handouts တွေအခမဲ့ရအောင်မယ်။ပို့ပြမှာကောင်းတာကကျွန်တော်နောက်ပိုင်းမှာဘယ်လိုတောင်ရည်ရွယ်ထားလဲဆိုလို့ရှိရင်ခုနကလေ့လာခဲ့ရတယ် ကဘာကျော်စာအုပ်ကြီးတွေဒီစာအုပ်ကောင်းတွေကိုမြန်မာဘာသာနဲ့ပြန်ပြီးတော့မှရှင်းပြပေးထားတဲ့ explainer series ပေါ့ကျွန်တော်တွဲမင်းတို့ဒီမှာထုံးစံနိုင်မယ်အရေးအသွေးမြင့်တဲ့အနှစ်ချုပ်ရှည်တယ်ကျွန်တော်တာမန်စာမျက်နှာလေး၄၅၀မျက်နှာတော့ပါတယ်ဘာသာပြန်အနှစ်ချုပ်တွေမဟုတ်ပဲねတကယ်အရေးသွေးမြင်ပါတဲ့ explainer series တွေထပ်ပြီးမှထွက်လာခဲ့လို့ရှိရင်လည်းအခု အစောဆုံးဝယ်တဲ့သူတွေကိုကျွန်တော်တို့ကလက်ဆောင်အနေနဲ့ထည့်ပေးထားမယ်။အဲ့ဒါကတော့လုံးဝတန်ဖိုးဖြတ်လို့မရအောင်စာအုပ်တအုပ်ကိုသွားပွဲရအောင်မှာဒေါ်လာဈေးနဲ့ဆိုလို့ချင်း3သိန်းလောက်ရှိနေပြီ။စာအုပ်10အုပ်ဆိုလို့ချင်း3300လောက်ဖြစ်နေပြီ။အဲ့ဒါအောင်မှာဒီထက်ကအဓိကအနှစ်သာရတွေပြန်ပြီးတော့မှဆွေးနွေးပြီးတော့မြန်မာလိုပြန်ပြီးတော့ထုတ်ထားတဲ့ Explainer CV ဆိုလို့ရှိရင်တော့တန်ဖိုးအပြင်သိန်း30 40 50လောက်တောင်မှရှိသွားတယ်ဒါပေမဲ့အဲ့ဒါကိုကျွန်တော်တန်ဖိုးလုံးဝမဖြတ်ဘူးဒီ program ကိုအစောဆုံးဝယ်သူတွေအတွက်ကိုကျွန်တော်တို့အခမဲ့လက်ဆောင်အနေနဲ့ထည့်ပေးသွားပါမယ်ဒီတော့ အခုဗီဒီယိုကြည့်နေတဲ့မိတ်ဆွေက ကိုယ့်ရဲ့လုပ်ငန်းရဲ့အကျိုးအမြတ် profit ကိုကန်ဒါမှမဟုတ်လို့ရှိရင်ခံမှန်းချက်တွေပေါ်မှာပဲဆက်ပြီးတော့မှပုံထားမလားဒါမှမဟုတ် customer တွေ clients တွေရဲ့စိတ်ကိုသိပံနေကြထိုးထွင်းနားလည်ပြီးတော့မှလုပ်ငန်းရဲ့ရောင်းအားတွေနဲ့အကျိုးအမြတ်တွေကိုကိုယ်တိုင်ထိန်းချုပ်မောင်းနေမလားလာမယ့်နှစ်တင်မှာပြိုင်ဘက်လုပ်ငန်းတွေထက်ခြေလှမ်းပေါင်းမြောက်များစွာတာလွန်ချင်တယ်ဆိုလို့ရှိရင်တော့မြမပထမအဦးဆုံးဒီ Profix Max Program ကြီးကို ်ဒီနေ့ပဲရယူအသုံးချဖို့အတွက်ကျွန်တော်တို့ကဖိတ်ခေါ်ခြင်းပါတယ်စိတ်ဝင်စားဆိုလို့ရှိရင် 20minute notes မြန်မာရဲ့ Facebook page တွေ Messenger တွေ website တွေမှာလေ့လာဆုံဆန်းပြီးတော့မှဝယ်ယူအသုံးချနိုင်ပါ